ကလေးငယ်တွေနဲ့ဖုန်းနဲ့ရဂိမ်းတွေနဲ့ရလေရေချေဆိုတော်တော်ကြီးကိုအန္တရာယ်ဖြစ်လာနိုင်တယ်အခုလက်ရှိပေါ်တော့အသက်6နှစ်အရွယ်ကလေးမလေးကိုသူ့ရဲ့အကို6နှစ်အရွယ်ကောင်လေးရလေပင်ကိုဓာတ်နဲ့လှီးတဲ့ပြဿနာပေါ့နော်အခု ဖြစ်သွားတယ်ဒါပေမဲ့ဒီနိုင်ငံမှာ ဖြစ်တောင်မဟုတ်ဘူးเนาะတခြားနိုင်ငံမှာဖြစ်သွားတာပါဖြစ်စဉ်ကအာသူ့ရဲ့မအေးရပေါ့နော်ကလေးတွေကိုအဲ့ရနှိုးတဲ့ချိန်မှာသူ့ရဲ့သမီးလေးကလဲဘင်းမှာဒီလိုဓာတ်နဲ့အဲ့လိုလှီးထားတဲ့ဟာတွေ့တော့သူကဆေးရုံသွားတယ်ဆေးရုံသွားတော့ဒီသွေးကြောမှာယူမထိတဲ့အတွက်ကလေးကတော့မသေးဘူးပေါ့နော်အဲ့တော့ရဲတွေစစ်တဲ့အခါကျတော့ဘသူတွေဝင်ထွက်သေးလဲပေါ့စစ်တဲ့အခါကျဘသူမှလည်းဝင်ထွက်တာမရှိဘူး ညကလည်းအဲ့လိုမျိုးပေါ့နော်အဲ့နေရာနေနိုးတဲ့အချိန်မှာပဲသူတို့ကတွေ့တယ်တွေ့တွေ့ချင်းမှာပဲစိတ်ယုံခေါ်သွားတယ်ပေါ့နော်အိမ်ရှိတကားတော့ဒီအခန်းတကားတော့ပွင့်နေတယ်ဆိုပြီးတော့အဲ့လိုမျိုးစစ်တယ်စစ်လိုက်တဲ့အချိန်ကျမှအဓိကတရခံကလေအရန်ကိုစိတ်မကောင်းဖြစ်เสียကြောက်လဲကြောက်เสียကောင်းတာကသူ့ရဲ့အကိုအသက်ကကိုးနေပဲရှိသေးတယ်ကိုးနေပဲရှိသေးတယ်ခလေးက Roblox ဆိုရက် game ကျမနာမည်အတန်အတွက်မှားတယ်ဆိုရင်တော့ sorry R O B L O H ဆိုတဲ့ game နော်အဲ့ဒီဂိမ်းကိုစော့နေတန်းလဲနဲ့ဂိမ်းလေးကမစ်ရှင်ထဲမှာအညီမလေးကိုဒါနဲ့ထိုးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကဂိမ်းမစ်ရှင်အတိုင်းအဲ့ဒီတော့အဲ့ဒီတဲကခိုင်းတဲ့အတိုင်းသူကအဲ့ခလေးကိုလဲပင်းကိုဒါနဲ့လှီးပြစ်တာသူကဂိမ်းလေးကမစ်ရှင်အတိုင်းကိုလှီးပြစ်တာအဲ့လိုမျိုးဖြစ်သွားတာဗောနော်အခုဒီကလေးလေးကသူ့ညီမလေးကိုဗောနော်အဲ့ဒါနဲ့လှီးရပြဿနာနဲ့အခုအရင်ဆုံးအဖမ်းခံရတာဘယ်သူအဖမ်းခံရလဲဆိုတော့မိဘနှစ်ပါးအဖမ်းခံသွားရတယ် ဒါတော့သူတို့နိုင်ငံရဲ့အာဘလူတွေဥပဒေအတိုင်းလဲတော့မသိဘူးပေါ့နော်သူတို့ထပ်ပြီးတော့ဒါတွေထပ်ပြီးတော့သတင်းတွေကတော့တက်နေတော့မယ်အဲအဲ့ဒါကထပ်ပြီးတော့မိဘနှစ်ပါးတော့အဖမ်းခံလိုက်ရတယ်ပေါ့နော်ဒါကလေကြောက်စရာကောင်းတော့အဲ့ဒီကမြန်မာနိုင်ငံမှာလဲစော့နေကြတယ်ကျမသားလဲစော့တယ် ကျမရဲ့သားကိုယ်တိုင်လည်းအကိန်းဆော့တယ်အခုတခါတည်းသူ့ကိုပါမှားတယ်အဲ့ဂိန်းကိုလုံးဝမဆော့ရဘူးလုံးဝလုံးဝမဆော့ရဘူးလို့ကျမမှားထားတယ်အခုကျမရဲ့ Facebook friend တယောက်ကလည်းပေါ့နော်သူတင်ထားတာအဲ့ဂိန်းကိုဆော့လိုက်ပြီဆိုရင်တဲ့သူ့သားရဲ့သူ့သားပေါ့နော်သူ့မှာသားနှစ်ယောက်ရှိရညီကိုနှစ်ယောက်ကအမြဲတမ်းထထပြီးရံဖြစ်ကြတယ်တဲ့အဲ့ဂိန်းကိုဆော့လိုက်ရင်လည်းအရန်ကိုစိတ်တွေကြီးလာတယ်ပေါ့နော်စိတ်ကြီးတယ်ဆိုတော့ဒီဂိန်းကဘလို့ဂိန်းလဲဆိုတာကျမလည်းမဆော့ဘူးမသိဘူးဒီဂိန်းကဘလို့ပုံစံလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ ဒီကလေးငယ်တွေနဲ့ဖုန်းတွေရဂိမ်းတွေရစိုက်ဖက်တွေရလေတအားကြီးကိုအန်နီရရှိလာပြီပေါ့နော်ကျမတို့32လမ်းဟိုတယ်မှာလူသတ်မှုပြဿနာတုံးကလေဒီလိုဂိမ်းတွေစိတ်တစရုပ်ရှင်ကားတွေရစိုက်ဖက်ကြောင့်လို့ဆိုပြီးတော့ထင်ကြီးတွေနဲ့ဖြစ်သွားတယ်ပေါ့နော်အခုကလည်းဒါကတော့ဒီမြန်မာနိုင်ငံမှာမဟုတ်တာမဟုတ်ပေမဲ့ကွာဘလို့ပဲဖြစ်ဖြစ်ဒါသတိထားရတော့မယ်အာဂိမ်းနာမည်က Roblox လာအဲ့လိုခေါ်တယ်ပေါ့နော် R O B L O H အဲ့အဲ့တော့ကျမလည်းအတန်တော့မှားမှာဆိုလို့တခါကျရင် အဲ့တော့အိမ်ကကလေးကိုတော့ကျမတို့လုံးဝမစော်ခိုင်းဘူး။ဒါကလည်းကျမတို့တွေသတင်းကြားတာနဲ့လည်းဒါသတိထားရမယ့်ဟာပေါ့နော်။ဖုန်းကဂိမ်းလိုက်မှကလေးမြင်ရင်ပြီးတော့ဂိမ်းစော်နေတာပဲဆိုတော့အဲ့ဂိမ်းကိုကျမမကြိုက်တာ။သူ YouTube ကြည့်တယ်ဆိုရင်တော့ကျမတို့အဆင်ပြေနေသေးတယ်နည်းနည်းပေါ့နော်။အခုဂိမ်းရဲ့ cipher ကတော်တော်ကြီးတယ်ဒါကလေ။အဲ့ဒီကတော်တော်